ကြာကြီးမင်းတင်ခါရဲ့ပြောပါရဲမောင်ပြီးသိအီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ကြာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရခြင်းအပိုင်း၁၂မောင်ပြီးသိန်းဒီငွေဟူသောအရာပေါ်၌လွန်စွာအယုံကြည်မဲ့၍သွားလေသည်ယခင်ကငွေရှိရင်မိမိဖြစ်ကျင်သည့်များကိုဖြစ်လိမ့်မည်ဟုမျှော်လင့်ခဲ့၏အထူးသဖြင့်ရွှေရုံမ ాయి အချစ်ကိုရလိမ့်မည်ဟုမျှော်လင့်ခဲ့သည်တို့ရရင်ယခုခါ၌မူကား ငွေလိုက်မြည်သည့်တကောတက်သည့်မြည်သည့်ဩဇာအချိန်အဝါမှမရှိကြောင်းကောင်းစွာရိမ့်မိသွားလေသည်ထို့ကြောင့်ငွေနှင့်ပတ်သက်စီသောလုပ်ငန်းများငွေရရှိရန်လုပ်ငန်းများကိုလက်လျူရှုပ်ပစ်လိုက်မော်တော်ကားကိုရောင်းပစ်ပြီးလင်အီဘရာဟိမ်ကိုလည်းအလုတ်ဖြုတ်ပစ်လိုက်လေသည်သုံးလောက်ဇာလအောင်မူပေးလိုက်လေ၏ကျန်သောစေပါများကိုလည်းအီဘရာဟိမ်နေသူအလုတ်မှရန်နာပစ်လိုက်လေသည်ပြီးလင်အင်ကြီးထဲတွင်ငူငူကြီးထိုင်သည့်အခါထိုင်နေ၏အပြင်သို့အိဗယ်မဲ့ထွက်သွားသည့်အခါတွင်လည်းထွက်သွား၏ လမ်းမများပေါ်၌အကြောင်းမဲ့သွားလာနေသည့်ခါတွင်လည်းသွားလာ၏ကံပီးတိုင်းများအောက်တွင်ရက်သည့်ခါတွင်လည်းရက်နေအောင်မြင်သိသည်လောကကြီးနှင့်အဆက်အသွယ်ပြတ်၍နေ၏အထီးကျန်ဖြစ်၍နေ၏သူ့လောင်မည်သူမှအထီးကျန်ခြင်းမရှိပေလမ်းပေါ်မှခွေဝဲစားသည့်ပင်လင်ပေါင်းဖွံ့ရန်အခြားခွေဝဲစားများရှိလေသည်မောင်ပြည်သိန်းနိုင်မှုထိုးသောမဟုတ်ထီထီကြီးဖြစ်နေတီးချဖြစ်နေလောကကြီး၏လက်လူရှုခြင်းကိုသူကခံရ၏တို့ဒီမဟုတ်လောကကြီးကိုစိတ်နာနေ လောကကြီးကိုမကြည်မနက်ဖြစ်ရင်းနေလူများကိုယုံမုံနေသူသည်ကမ်းလားစိတ်သို့တွား၍ထိုင်အားစဉ်းစားနေလေသည်တညလုံးမအိပ်ဘဲလမ်းများပေါ်တွင်ရှောက်၍တွားနေခြင်းသည့်အခါတွား၍နေတနေ့လုံးအိပ်သည့်အခါတွင်လည်းအိပ်နေလေ၏မိသည့်အလောက်ကမှလည်းမလောက်တော့မလောက်သည်မှလုံးလုံးမလောက်ခြင်းပင်ဖြစ်သည်သဘင်ကိုလည်းမညံ့တော့မုန်းစိမ်နှင့်နှက်ခမ်းမွေးများကိုလည်းရိတ်ပဲခြင်းမရှိတော့ပေရွှေပြုံမာနှင့်လမ်းခွဲသည့်နေကအဝိဇ္ဇာများကိုလည်းမချွတ်တော့အိုက်သည့်အခါ၌ရေချိုး၏ ရင်းညော်ကင်းစင်ရမဟုတ်ပေမနက်စာညစာများလည်းအချိန်မမှန်တော့ပေစာသည့်အခါ၌ကျုံသည့်နေရာတွင်ကျုံသလိုဝဲ၍စားလိုက်လေသည်မာဝီသိန်းကိုတိကျွမ်းသောသူများကယူသွားပြီဟုထင်မှတ်ကြ၏အမှန်စင်စစ်မာဝီသိန်းသည်ယူသူခြင်းမဟုတ်ခက်ခဲနဲ့နဲ့သောပုံစံကြီးတစ်ပုဒ်ကိုစူးစား၍ဖြည့်ဆိုနေခြင်းပင်ဖြစ်သည်ထိုပုံစံကလူဆိုသည်မှာဘယ်နည်းလူဤအဖြစ်အနှစ်သာရကအဘယ်နည်းလူဤခီးပန်းနိုင်သည့်အဖန်ဤဝေးပွားလာသည့်မှတည်ဆုံးသည့်အခြားလူဤပဂရိသဘောသည့်အဖန်ဤ အဘယ်သို့သောအတိတရားနှင့်ထိုချိန်ကာလ၌ရက်တည်နေရမည်နည်းလူတို့ရေချင်းချင်းဆက်ဆံရင်း၌ချစ်ချင်းမုန်းချင်းဟုသည်အဘယ်ရာ၌တည်နေသနည်းလူချင်းတက်မတ်မှုမကြင်မနှက်ဖြစ်မှု တွေ့ဝင်မှုစသောအရာတို့သည် လူ၌အစဉ်သဖြင့်ဖြစ်ပေါ်နေ၏ထိုရာတို့အားမကောင်းသောအမှုဟုယူဆရမည်လောထိုတို့ယူဆရရင်လည်းထိုရာတို့ကိုမြည်တို့မြည်ပုံတည်ဆုံးအောင်လုပ်ပြမည်နည်းထိုရာတို့သည်လူဤတန်တန်၌တကုမဟုတ်ရင်တကုဆိုသလိုအညော့ညာပေါက်ရနေ၏ တစ်ခုကိုနှုတ်ပယ်လိုက်ရင် အခြားတစ်ခုရောက်ရှိလာ၏။မောင်မီသိန်း၏ဥခေါင်းတွင် ထိုရာများကိုစဉ်းစား၍တင်းကျပ်ပိတ်ဆို့နေလေသည်။မထေနဘက်မှနေ၍ကြီးမားသောပြုတ်တူကြီးဖြင့်ညက်၍ထားပြီးသည့်အလားတင်းကျပ်၍နေလေသည်။ရင်တွင်၌လည်းဆို့နေနေကြီးဖြစ်၍နေလေသည်။လူတွေဟာဘာကြောင့်လူတွေဖြစ်နေရတာတော့ငါကကောဘာဖြစ်လို့ငါဖြစ်နေရတာတော့ဘာကြောင့်တခြားသူမဖြစ်ရတာတော့တခြားသူနဲ့ငါနဲ့အခြားမှာခြားနားမှုရှိနေသလား။ မချာနာပဲဆက်နွယ်ရောရှက်နေသလိုဟူ၍၎င်းဖာသာ၎င်းမိကွန်းထုတ်၍နေလေသည့်အထူးသဖြင့်ခက်ခဲသောမိကွန်းမှာဘာမီသိမ့်နေနေသူကိုယ်သူပြန်၍ငါဘသူလဲဟူသောမိကွန်းကိုမေးနေမိခြင်းပင်ဖြစ်သည်မောင်ပြီးသိန်း၌အလုတာဝင်ကြီးတခုတပွဲငါဟူသောအရာကိုရှာဖွေနေ၏ရှာသောအခါ၌လည်းငါသည်ပြောက်ွယ်နေ၏မရှာဝဲထားလိုက်သောအခါတွင်ငါသည်ပေါ်၍လာ၏ပြောက်လိုက်ပေါ်လိုက် ဖြစ်နေသောငါကိုရှာနေ။မောင်မီသိန်းသည်ငါကိုမတွေ့ဘဲသူတစ်ပါးဟုသောအရာကိုစဉ်းစားရန်အလုံးမဟုတ်ဟုသဘောထားသည့်အလျောက်စူးစား၍ရှာနေ၏။ရှာသောအခိုက်၌ငါသည်ပျောက်ဆုံးနေသည်တကား။ဤနေရာ၌ရွှေရုံမိုင်းအကြောင်းကို တင်ပြရန်လိုပေသည်။ရွှေရုံမသည်မောင်မီသိန်းကသူ့အားစေ့စေ့ကြည့်၍တဟားဟားရီမောနေစဉ်မှပဲမောင်မီသိန်းအနာကထွက်လာခဲ့လေ၏။ ဒေါ်စာကဟဲ့ဟဲ့ရွှေရွှေဟုခေါ်တော့လဲလက်မကြည့်ပဲရှောင်မြဲရှောက်သွားလေသည်ဒေါ်စာကရွှေပြုံးမအာမိအောင်ပြေးပြေးလိုက်လာရ၏မိတော့ခါ၌ဘဲကိုလည်းရွှေရွှေဟုမေးလေသည်ဘကိုးကိုပြန်မေးဟုရွှေပြုံးမကပြန်ပြီးပြောလေသည်ဘာလို့ဖြစ်တာလဲရွှေရွှေရဲ့မောင်မီသိန်းကိုအားလာကြသည်ဟုဒေါ်စာကပြောလေဒါလေးပြောနေပါနဲ့ပြန်ကြရအောင်ဟုရွှေပြုံးမကပြောလေလေဒေါ်စာက ညိနေအေးမောင်ပြီးသိန်းကလေးတနာစရာဟုပြောလိုက်ရာရွှေတော်မကတနာရနဲ့ဘာမှမဆိုင်ဘူးဖြစ်နိုင်တာကိုဖြစ်နိုင်တယ်လို့ပြောရမယ်မဖြစ်နိုင်တာကိုမဖြစ်နိုင်ဘူးလို့ပြောရမယ်ဒါမှမဟုတ်လားဒေါ်စာဟုဆိုကရွှေတော်မသည်ဆက်၍ရှောက်သွားလေဒေါ်စာကလည်းနောက်မှလိုက်သွားရလေသည်ဣဗရာဟင်သည်မတော်ကားကိုဝိဖြင့်တောင်းနေရမှပြေးလာပြီလေ ဘာမပြောညာမပြောနေထွက်ခွာ၍သွားသောရွှေရုံမနိဒေါ်ဇာတို့အားလိုက်၍ခေါ်မိဟု စိတ်ကူ၏တပန်းမောင်ပြီးသိန်းဘက်သို့လှည့်ကြည့်လိုက်ရာဒိဗယ်မေတာဟာဟာရည်နေသောမောင်ပြီးသိန်းကိုတွေ့ရပြန်လေသည်ထို့ကြောင့်မောင်ပြီးသိန်းစီတို့ပြေးသွားမည်ဟုစိတ်ကူပြန်လေ၏တပန်းသွားရန်မဖြစ်ကြောင်းကိုလည်းသတိရမိပြန်သည်မောင်ပြီးသိန်းသည်မခေါ်ဘဲလာသည်ကိုကြိုက်သည်မဟုတ်ထို့ကြောင့်ဒေါ်ဇာတို့နောက်သို့လိုက်မည်ဟုကြံပြန်၏တို့ရရင်မောင်ပြီးသိန်းကိုယ်တိုင်ကလိုက်၍မခေါ်ဘဲ လက်လူရှုထားသောဧည့်သည်နှုတ်အာမိမိနေနေခေါ်ရန်တင့်မတင့်စဉ်းစားမိပြန်သည်အိဗရာဟင်သည် ရွှေဘုံမာတို့ထံသို့ပြေးသွားရကောင်းသောသောမောင်ပြည်သိန်းထံသို့ပြေးသွားရကောင်းသောသောဦးဆောင်ကြောင်းကြီးဖြစ်ကားဟိုငါဟာငါမော်တော်ကားပြန်ပြီးတက်နေတာကောင်းပါတယ်ဟုဆိုကမော်တော်ကားစီသို့သွားပြီးလင်အဝဲဖြင့်တုပ်၍နေလေသည် ရွှေဘုံမာနေတော်စားတို့မှာမူခြံဝင်းတွင်မှထွက်သွားပြီးနောက်မော်တော်ကားလမ်းအတိုင်းလျှောက်သွားလေရာ ဗဟန်းထိတ်သို့ရောက်လင်ပဲခိုးသို့သွားသည့်ဂုံကားကြီးကိုအစင်းသင်တွေ့သည်ဖြင့်ကားပေါ်သို့တက်၍လိုက်သွားကြလျော်သည် ရွှေဘုံမှသည်ကားပေါ်၌ငုံငူကြီးထား၍လိုက်ပတ်သွားရင်လောလောဆယ်ဖြစ်ပြက်ခဲ့သော ဖြစ်ပြက်များကို၎င်းယခင်ယခင်ကဖြစ်ပြက်ခဲ့သောဖြစ်ပြက်များကို၎င်းတစိမ့်စိမ့်တွေ့၍နေမိလျော်သည်ဘောကလည်းအင်ကြီးတွင်တော်တန်ချောင်းချောင်းလဲလဲနေထိုင်ခဲ့ပြီးနောက်အငိမ့်ကိုမကတော့ပဲအငိမ့်မင်းသမီးဘဝကိုအပြီးပိုင်း ရက်စဲပြည့်ရန်စူးစမ်းခဲ့လေသည်ထို့သူစူးစမ်းခဲ့ရာတွင်စိန်ပွဲစားမိမှတူနှင့်ပေါင်းတင်၍စိန်ပွဲစားအလုပ်ကိုလှုပ်ဆန်းကြည့်လေ၏ထိုစိန်ပွဲစားမိမှသည်အရာရှိကြီးတူ၏မယင်ငယ်ဖြစ်လေသည်စကော့စီ၌လည်းဆိုင်တဆိုင်ရှိ စကော့စီမှဆိုင်မှဟန်ပြတာတာတာဖွင့်ထားသည်တပတ်မှာစိန်ပွဲစားလဲလို့ဤလူပွဲစားလဲလို့ဤမௌတာမန္တမအကုံလို့ဤဒါကိုမသိတော့ရွှေဘရုံမာသည်ထုံမိမ့်မ၏ယုံသွင်ဖျားယောက်မှုကိုခံရလေသည် တတ်ရပါစေများကိုဝဲမိလေဒုံဝိမကလည်းဝေထရွှေပြုံးမှာဒီပစ္စည်းကိုဒီစည်းနဲ့မရနိုင်မှုပြန်ထုတ်ရင်သုံးလေးစမြန်မမမအနေနဲ့သူပြောကြမလို့ဘူးရွှေပြုံးမကစိတ်မဝဲဖူးတာမှမဟုတ်ဘဲနဲ့စိတ်ချောင်းတိပါတယ်ရောင်းတဲ့လူကအထက်ကြီးပြတ်တူးလေဝန်နာကောင်းကအေးကြီးလို့ရောင်းတာဒီပစ္စည်းမျိုးဒီသားမျိုးဒီလက်ရာမျိုးတစင်စာရဖို့မလွယ်ဘူးနော်ဟုအယုံသွင်းလေသည် ရွှေရုံမာသည်ထိုစိန်တို့၏ရည်သွေးကိုကောင်းစွာသည်တန်မှန်းလက်သည်မျက်မြည်ဆိုသည်ကိုလက်သည်ထိုကြောင့်အငိမ့်မင်းသမီးဘဝကိုဆက်သိမ်းလို၍စိန်ကုန်သည်ကြောက်ပွဲစားခြင်းဖြင့်ဖြင့်အီချမ်းစွာနေလိုလာသောရွှေရုံမာသည်ကောပေါတိုးပြီးဟဲဟုသဘောထားကအရေးစွန့်၍ဝဲလာလေသည် ရှီစုမက်စုငွေများဖြင့်မလောက်သောကြောင့်အခြားသောလက်ဝဲလက်စားများကိုပါရောင်းချရ၏မလောက်ကင်းပြန်သည်ဖြင့်အင်ကြီးကိုပါခိတ္တာပေါင်နိုင်ရသည်ဤသွေးကောင်းလာသော စိန်တဲ့ပစ္စည်းများသည် ရွှေရုံမကြီးလက်တွင်တို့ရောက်လာပြီစိန်တယ်ပစ္စည်းများရောက်လာပြီများမကြာမီနောက်ပင်ပလိတ်များရောက်လာ၏ရက်ွက်မှာတက်သည့်လူကြီးများလည်းပါလာ၏ခရဲသုံးကားဘက်တွင်ဖြစ်ပေါ်ခဲ့သောဓမြတိုင်းမှုမှာတိုက်ရပါပစ္စည်းများရှာလိုသည်ဟုဆိုကပလိတ်များသည်ရှာဖွေကြ၍စိန်တယ်များကိုသိမ်းယူသွားလေသည်ရွှေရုံမကိုလက်ကပ်သူခေါ်သွား၏ရွှေရုံမသည်ထိုမှုကိုသတင်းစာတွင်မပါရန်အကြီးအကျယ်စူးစမ်းရရှာလေသည် ရုံပြင်ကနာစည်းစကားအတွက်ပေါင်ထားသောအင်ဂျီအား မြင်းထရိန်နာဥလာပေယပီးပိုင်ရောင်းပြလာရ၏တကူကပင်ချမ်းသာလာသည်မဟုတ်ဟန်နှင့်နေနိုင်ယုံကလေးနေနိုင်သောရွှေဘရုံမှသည်အပြောကောင်းလာသောစိန်ပွဲစားမှသည်ကြောင့်ဟန်ပြတ်၍သွားလေတော့သည်ရွှေဘရုံမှတို့လိုဟန်နှင့်နေသူများသည် ဟန်ပြတ်သွားသောအခါအရာရာပြတ်သွားရလေသည် ရွှေဘရုံမှသည်အချုံ၌တလနှင့်၅ရက်တည်တည်အချုပ်ခံရ၏ထိုတလ၅ရက်တည်တည်အချုပ်ခံနေရစဉ်ချင်းကလေးတွင်၌ရွှေဘရုံမ၏ချင်းနှင့်အားလုံးသည်အမြင့်ကခွဲ၍ လှန်လိုက်ပြီးတဲ့ကဲတို့ပြောင်းတီပြောင်းပြန်ဖြစ်သွားလေတော့သည်ထို့ထက်ပြောင်းတီပြောင်းပြန်ဖြစ်သွားသောအရာမှာရွှေတော်မာ၏အတွေ့အကြုံပင် ဖြစ်သည်အငိမ့်မင်းသမီးကအငိမ့်ကနိုင်ပါလျက်နဲ့အငိမ့်မကတော့ပဲတတိမာကြီးလှုပ်ချင်တယ်ဆိုတဲ့စိတ်ကူးကြောင့်ဒီလိုဖြစ်ရတာအမန်းတော့ငါငါပညာနဲ့ပရိသတ်ကိုအကျိုးပြုနေတော့ငါပြည်တိုက်ကငါကိုအားပေးကြတယ်ထောက်ခံကြတယ်သူတို့ရဲ့ချွေးနဲ့စာကလေးတွေနဲ့ဟန်ကြပန်ကြနေတိုင်ခဲ့တယ်တကယ်တော့ ငါကကူကောင်းဆန်တဲ့စိတ်ကူးတွေပေါ်လာလို့ပဲဘာပဲဖြစ်ဖြစ်ဒီတသက်မှာတော့ငါတက်ထားတဲ့ပညာနဲ့လူတွေကိုအလောက်ကျွေးပြရမယ်သူတို့ရဲ့နွမ်းနယ်မှုတွေကိုဖျော်ဖြေပေးရမယ်သူတို့ကိုလှစ်လူရှုပ်ပြီးပြစ်ထားလို့မရဘူးအဲ့ဒါလိုလုပ်လိုက်ရင်လုံမယ်လို့စိတ်ကူးလိုက်ရင်ငါရဲ့အသေးနှလုံးတွေက၆ကက်ကက်မာကြောကြောကြီးဖြစ်လာခဲ့ရတယ်စိတ်နှမ်းဆိုပြမှုမရှိတော့ဘူးဒါကြောင့်လုံနိုင်တဲ့အချိန်အထိ ။အိုမင်းရင်ရောချင်းမရှိသေးတဲ့အချိန်ထိငါတတ်တဲ့ပညာနဲ့အကျိုးပြုရမှာပဲ။ဒါမှလည်းမှန်မယ်ဟုတကိုးတဲ့တွေးမိလေသည်။တို့တို့တွေးတော့မိသည်ခိုင်တန်နိုင်ပင် ချမ်းချမ်းသာသာအေးအေးဆေးဆေးစီးစင်ခံ၍နေလိုစိတ်များသည်ချက်ပြောင်းငှက်ပြောင်းပြောက်၍သွားလေတော့သည်။ချမ်းသာခြင်းကိုပင်ယုံမိုး၍လာပြန်၏။အငိမ့်မင်းသမီးဖြစ်မကပြရပဲနေရမည်ကိုပင်တုံ့လှုပ်၍လာပြန်သည်။တစုံတယောက်သည် သူအားအငိမ့်မကရတော့ဟု ပြောဆိုပါမူထိုသူသည် ူ၏ရန်သူကြီးတပွဲဖြစ်သွားလာရအောင်ပင်သူ၏လုပ်ငန်းပေါ်၌ပြန်လည်၍စိတ်ဝင်စားသွားလေတော့သည် ရွှေဘုံမှချုံမှထွက်လာရသည့်နေ့တွင်ဝင်းတော်ကလေးကိုတတ်တင်ကလာ၍ကြိုလေ၏ပေးလင်းကိုတတ်တင်သည်ရွှေဘုံမှနှင့်ဒေါ်စာအားစားတော့ဆိုင်ကြီးတခုသို့ခေါ်ယူသွားကဧကံကျွေးမွေးလေသည်ဧကံကျွေးမွေးပြီးနောက်ဝင်းတော်ကလေးကိုတတ်တင်ကရွှေရွှေရဲ့ဖြစ်ခဲ့တဲ့ဒုက္ခလေးမေ့ပြလိုက်ပါကိုကိုသက်တရားလုံးရှိသားပဲကိုကိုသက်နဲ့လက်ထပ်လိုက်ပါတော့လားရွှေရွှေရဲ့ဟုပြောလေ ိုသက်တင်ကိုလက်ထတာတော့ဟုတ်ပါပြီ။ချွေချွေကဘလို့ညင်းကြရမှာတော့ဟုပြန်၍မေးလေရ။ကိုကိုသက်နဲ့လက်ထပြီးရင်ညင်းမကနေတော့လေဟုပြောလေ။အမဖြစ်ပါဘူး။ကျမကအညီမင်းသမီးပဲအညီကကျင်တယ်။ဝင်နောက်ကတော့ကညင်းကနေလို့ပဲဖြစ်မလဲရွှေရွှေရဲ့။ကိုကိုသက်တို့အသားမိုင်းကလက်ခံမှာမဟုတ်ဘူး။ဟုဝင်နောက်ကလေးကိုသက်တင်ကမျက်နှာငယ်လေးနဲ့ပြောလေ။ရွှေရုံမာကလည်းညင်းကလေးကော့၍ရွှေရွှေနေနဲ့ညင်းကဝဲမြဘူးဆိုရင်တော့ ကိုကိုတက်တို့အတိုင်းဝိုင်းကိုလက်မခံရုံပဲပေါ့ကျမကအငိမ့်မင်းသမီးရှင်အငိမ့်ခရရမယ်ဝေတော်ကလေးတယောက်ကိုလင်းတော်ရတာနဲ့ကျမရဲ့ပညာတွေရေးတဲ့မျှော်ပြလိုက်ရတော့မလားဟုဆိုကရွှေရုံမာသည်ဝေတော်ကလေးကိုတက်တင်ထံမှာခွဲခွာခဲ့လေသည်ဝေတော်ကလေးကိုတက်တင်မှာမျက်နှာကိုလက်ဝါးဖြင့်အုပ်၍ယောက်ျားကြီးတံမဲ့ငိုကြီးချက်မှဖြင့်ကြံခဲ့လေတော့သည်ထိုဝေတော်ကလေးကိုတက်တင်သည်ငယ်စဉ်ကအောင်ပြည်တိုင်းစိန်ဘောအကြောင်းတွင်နေစဉ်ကအကြောင်းဝင်းအပြင်ဘက်တွင် ရာကျော်ရောင်းသောကိုသက်တင်ဆိုသည့်လူငယ်ကလေးပင်ဖြစ်လေသည်။မမီတိန်ကျောင်းမှထုတ်ခဲ့ရသောနေ့တွင်၎င်းသက်တင်သည်မော်ဂန်သက်တင်ဟူသောအမည်ဖြင့်စိန်ဖောကျောင်းနိုင်မစ္စတာမော်ဂန်ကအနှံ့ပေးခြင်းခံခဲ့ရလေသည်။ထို့ရာတွင် သက်တင်ကလည်းမောင်ပြီးသိန်းကို မသိတကယ်သူမောင်ပြီးသိန်းကလည်းသက်တင်ကိုမှတ်မိခြင်းမရှိတော့ပေ။ခြားရည်သူဝိနောက်ကလေးကိုသက်တင်သည်ချုံမွှဲချ၍ရှိုက်ကြည့်တင်ငိုကျွေးနေလေသည်။ ရွှေဘုံမှာမမူဒေါ်စာနဲ့အတူအိမ်သို့ပြန်ရောက်သွားပြီဖြစ်။နောက်တနေ့တွင်ရွှေဘုံမှာဒီဘကိုးဘက်သို့ထွက်ကအတိတူကိုရှာဖွေပြီးလင်သုံးဖျားလမ်း၌ခန့်ညံ့ညံ့အိမ်လေးတစ်လုံးကိုရှိစုမဲ့စုလေးပြင်ဝဲယူကပြောင်းရွှေ့သွားလေတော်သည်။ဘော်ကာရမ်းမှာရွှေဘုံမှာနေခဲ့သောအင်ကြီးကိုမူကမင်းထရိန်နာဥလာဘေးစုတို့ကတက်၍နေလေပြီဖြစ်။ရွှေဘုံမှာဒီကုန်ကားကြီးပေါ်တွင်စီးနင်းလိုက်ပါရင် အထက်တွင်ဖော်ပြခဲ့သောအကြောင်းအရာများကိုစဉ်းစားနေမိလေသည်။ဤသို့စဉ်းစားရင်းနှင့်ပင်ရွှေဘုံမာနှင့်ဒေါ်စာတို့စီးနင်းလိုက်ပါလာသောကုန်ငါကြီးသည်ဘကုမျိုးသို့ရောက်ရှိသွားလေတော်သည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတို့တာပါ။